ိတ်တဆိတ်လေးနေရတဲ့အရာတာကိုသဘောကျလာလို့ထင်ပါရဲ့။သွေးအေးအေးနေနိုင်နေတော့ဆိုတဲ့အကြောင်းတွေကိုပြောလိုက်ရင်ပြုံးနေမိ။တကယ်တမ်းကျတော့သွေးအေးအေးနေနိုင်သွားနိုင်တယ်ဆိုတာသွေးအေးအောင်လုပ်ခဲ့တဲ့သူတွေရှိနေလို့ပါ။ကိုဘလောက်သွေးအေးသွားလဲဆိုရင်ဒါဟာခေါင်းရှုပ်စရာလို့စိတ်ထဲမှာထင်တာနဲ့အဲ့ဒီအရာကိုလွတ်ချဖို့ပဲတွေးနေတတ်တဲ့သူလို့ပြောရင်တော့မမှားဘူး။တချို့လူတွေနဲ့စကားတွေများပြီးညင်းခုန်နေရတာကိုညင်းငွေလာတယ်။အတိုက်ခိုက်တွေတိုးဝင်လာရင်ပြန်လူရတာကိုလေစိတ်ကုန်လာတယ်။ချက်ချင်းနဲ့မုံကြီးချာမှာကြိတ်မိတ်မျိုးတိတ်ထားရတာကိုမုံတယ်။ ပိုင်ဆိုင်ပြီးမှကြောင်ထိုးထားတဲ့အကျင့်ရှိတဲ့လူတွေနဲ့ကင်းအောင်နေခြင်းနေ။ဒါကြောင့်တခုခုဆိုရင်ကိုကိုကိုဦးစားပေးရွေးချယ်တတ်အောင်သင်ပြီးကိုကိုကိုစိတ်ချမ်းသာအောင်ဘလို့နေရမလဲဆိုတော့အဖြစ်ရှာတယ်။အမိခိုမပါပဲရက်တီနိုင်အောင်ကြိုးစားတယ်။ကိုကိုကိုဂယူးဆိုင်ချစ်ပေးတယ်။စာအုပ်တွေနဲ့ပုံရင်းနှီးအောင်နေပြီးကိုမြတာနဲ့ကိုအေးချမ်းအောင်နေတယ်။တချို့ခံစားချက်တွေကတခြားလူကိုယင်ဖွင့်လိုက်မှပေါ်ပါသွားတာမဟုတ်ဘူး။ကိုတယောက်တည်းနေပြီးတော့ခေါင်းအေးအေးနဲ့တွေးလိုက်တဲ့အခါမှာထူးဆန်းစွာပဲပို့အဆင်ပြေသွားတတ်တယ်။ ဒါကြောင့်မလို့ဘသူ့အမလည်းသွားမနှောက်ရပဲစိုးရင်ပူပန်ပေးတဲ့အရာတွေရဲ့အဝေးမှာကျွန်တော်တိတ်စိတ်လေးနေရှင်သန်ရတာ ਉਹ ပဲအရာတာ ਉਹ အရင်အထက်ပို့ပြီးတော့သဘောကျလာပါ